တာလီဇော့ပါဒီကနေ့ဧပြီလ18ရက်နေ့နရင်ဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြန်နေခင်ကတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ EA ကဖန်စီထားတဲ့ဘင်္ဂလားဒေ့ရှ်ရေလုံသား55ရောက်ကိုပြန်လွေပြောင်းပေးခဲ့တဲ့တည်င်းမင်းကြမာစစ်သုံးပန်းနဲ့မိသားစုအယောက်180ကိုတကြံအကျူနီးက EA ကပြန်လိုပေးခဲ့တဲ့တည်င်းနဲ့မြို့သုံးမြို့ကိုပဲအုပ်ချုပ်ခွင့်ရတဲ့ရခိုင်ဝန်ကြီးချုပ်ကို စစ်ကောင်စီက theory ပြန်ရှိပွေးရှိမြင်လိုက်တဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အရခတ်တတော် EE ကဖန်စီထိမ့်သိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်သမား55ရက်ကိုဧပြီလ16ရက်နေ့မွန်လွေပိုင်းမှာဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGBC ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့တတင်းရရှိပါရယ်။ သူတို့ကိုတက္ကနမြို့နေ municipal area အတွင်းက Shaduri Para ရခိုင်အခေါ်မြင်းနားရွာအနီးတက္ကနမြန်မာကုံတွေးရေးစစ်ခန့်တရားကနေတဆင့်လွေပြောင်းပေးခဲ့တာပါ။ငါးဖမ်းသမားတွေကိုဘင်္ဂလားဒေ့ရှ်နေခြားဆောင်တပ်ဖွဲ့ BGB ကပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့တက္ကနမြို့အခြေစိုက်အမတ်နှစ်ဘင်္ဂလားဒေ့ရှ်နေခြားဆောင်တပ်ဖွဲ့ BGB တပ်ရင်းမှုဒုဗိုလ်မှူးကြီးကပြောဆိုထားပါရီ။ အဲ့ဒီဘင်္ဂလားဒေ့ရှ်ကရေလုံသားတွေကိုမြန်မာပင်လယ်ပြင်ထဲမှာငါဖမ်းနေတဲ့အရှိန်အရခတတော်အီအီကဖမ်းဆီးထိန်သိမ်းထားခဲ့တာဖြစ်တယ်လို့သူကပြောဆိုပါတယ်။မင်းပြမျိုးသိန်းတိုက်ပွဲကဖမ်းဆီးရမိခဲ့တဲ့စစ်သုံးမန်းနဲ့မိသားစုအယောက်180ကိုဧပြီလ13ရက်နေ့တကြံအကျိုးနေ့မှာအရခတတော်အီအီကပြန်လုပေးလိုက်တယ်လို့သိရရှိပါတယ်။အရခတတော်ကတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့မိသားစုတွေကိုကောင်းမွန်စွာစောင့်ရှောက်ပေးပြီးအခကြီးနေရဖြစ်တဲ့ကြံကာလမှာလွတ်ပေးခဲ့တာဖြစ်ပါတယ်စစ်သားတွေနဲ့သူတို့မိသားစုတွေစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကိုအေးအေးကပြန်လွတ်ပေးခဲ့တာဖြစ်ပြီးသူတို့ရဲ့မိသားစုတွေနဲ့တီတီရှာရှာဆက်တွေ့ပြီးအခမ်းအနားလို့ထောက်ပံ့ကြီးပေးကပြန်လွတ်ပေးလိုက်တာလို့ ULA နဲ့ညီဆက်တဲ့မင်းများမျိုးနေကအမျိုးသားတယောက်ကနရင်းစရာကိုပြောဆိုပါတယ် မနေ့ပိုင်းကသူတို့ကိုပြန်လူပေးလိုက်တာဖြစ်ပြီးလူမြောက်သွားသူအများစုဟာလုံခြုံရေးစိတ်ချရရတဲ့နေမျိုးတွေကဖြစ်တယ်လို့သိရပါဗျ။ရခိုင်ပြည်ကစစ်တွေကြောက်ဖြူနဲ့မန်အောင်စတဲ့မြို့သုံးမြို့ကိုပဲအုပ်ချုပ်ခွင့်ရတဲ့ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းကို Nissan တရက်နေ့မှာသီရိပြန်ရှိပွဲရှင်းမြင်လိုက်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီကဆွန်းဆောင်မှုဆိုင်ရာဂုံတူးဆောင်ပွဲတွေကိုပိတ်အပ်ရှင်းမြင်ရမှာ ငွေကြီးရှုပ်ဥထိန်လင်းကိုတခြားသူ32ယောက်နဲ့အတူရှင်းပြလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီကစီတူဝေး၊တီရီပြန်ရှိဝေး၊ဇေယကျော်ထင်ဝေး၊ဝနာကျော်ထင်ဝေးနဲ့အလင်းကကျော်စော်ဝေးတွေကို ရှင်းပြရမှာနောက်ထပ်ရခိုင်အမျိုးသားတယောက်ဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါက်တာဘားရွှေကိုလေစီတူဝေးရှင်းပြလိုက်တယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလေးတင်ဆက်ပြီးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတစ်ပုတ်အနေနဲ့ကတော့မြန်မာနစ်ဆန်တရက်နေ့ဖြစ်တဲ့ဧပြီလ18ရက်နေ့မှာနိုင်ငံတော်ကအကျဉ်းထောင်တွေကနေအကျဉ်းသူအကျဉ်းသား4863ယောက်ကို လူညင်းခွင့်ပေးလိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါအပြင်လူမြောက်လာတဲ့အထက်မှာ ိုင်ငံသားသားအကျဉ်းသားအကျဉ်းသူ73ယောက်ပါဝင်ပြီးပြည်နှင်တန်ပေးကပြည်တံလူကြီးခွင့်ပေးလိုက်တယ်လို့လေးထုတ်ပြန်ထားပါရယ်သူတို့ကိုနိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့အခုလိုလှူပေးတာဖြစ်ပြီးနောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင်လက်ရှိကြံရှိနေတဲ့ပြစ်မှုတွေအတွက်ပါတပါးလေးထက်မှန်ကြာခံရမယ်လို့လေးဆိုပါရယ်ပြည်တံလူကြီးခွင့်ပေးတဲ့အထက်မှာမဒိမ့်မှုလက်နက်မှုအာဂတိမှုဖောက်ခွဲမှုလူသက်မှု မူရစ်စီဝါမှုစတဲ့ပုံမှန်တွေနဲ့တရားစွဲဆိုခံရပြီးထောင်ဒဏ်ရှမှတ်ခံရသူတွေမပါဝင်ဘူးလို့လေစစ်ကောင်စီကပြောဆိုထားပါတယ်စစ်ကောင်စီကအခုလိုလွတ်ပေးတာမှာနိုင်ငံရေးအကျဉ်းသားတွေပါဝင်မှုအလွန်နှေးပါတယ်လို့ဤဆက်သူတွေစီကနေသိရပါတယ်ရှင်နိုင်ငံကသတင်းတပုတ်အနေနဲ့ကတော့ဂျပန်နိုင်ငံမှာလူဦးရေဟာမျောမှန်းထားတာထက်ပိုမှုကြာဆင်းလာနေလို့အစိုးရကထုတ်ပြန်တဲ့စီးရင်တွေအရာသိရပါဗျ။ ဂျပန်နိုင်ငံ၏တဘဝလူဦးရေပြောင်းလဲမှုကိုတလင်းလာနေကအစိုးရ၏ခန့်မှန်းထုတ်ပြန်ရမှာအခုလိုဖော်ပြထားတာဖြစ်ပါရယ်ဂျပန်နိုင်ငံ၏မွေးဖွားမှုအရေးအတွက်နဲ့တည်ဆုံးသူအရေးအတွက်ကိုနိုင်ရှင်တွက်ချက်ရမှာလူဦးရေဟာရော့ကျလာရည်လို့ဆိုပါရယ်ဂျပန်နိုင်ငံမှာအသက်65နှစ်နဲ့အထက်ရှိသူတွေရဲ့ရာခိုင်နှုန်းဟာလေးဆန်ရှင်တင်မြန်မာနေတယ်လို့သိရပါရယ်ဂျပန်မှာလူဦးရေကျဆင်းမှုကိုဖြစ်ရောက်စွာကင်တွေဖြစ်ရှင်းနိုင်ရှင်မရှိသေးတယ်လို့ ကလေးမွေးချင်တဲ့လူအတော်များများအတွက်သူတို့ရဲ့အိမ်မက်ကအကောင့်ထဲမပေါ်သေးပါဘူးလို့လေအစိုးရအဖွဲ့အတွင်းဝန်ချုပ်ယိုရှိမာဆာဟာယာရှိကတလင်းလာနေကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါရီဂျပန်နိုင်ငံရဲ့လူဦးရေဟာ2020တကောင်စီရင်အရာ126တန်းကျော်ရှိရာကနေ2021ခုနှစ်မှာ125တန်းကျော်ကျဆင်းခဲ့ပြီး2022ခုနှစ်မှာတော့ 124တသမ65တန်းအထိကျဆင်းသွားခဲ့တယ်လို့ဆိုပါရယ်။ဒါဟာဆန်နစ်ဇက်တရောကျလာခဲ့တာဖြစ်တယ်လို့ဧပြီလ7ရက်နေ့ကဂျပန်အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www. nonisra.com ဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါ रे နရီစာရုပ်တန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे အားလုံးကျမ်းမာရှင်လန်းကြပါသည်ရှင်